怎么，怎起着呢？ နန်းတော်ကြီးနီးပါးဆိုင်အင်ကြီးကိုထုတ်ပြလာတဲ့နန်းလိုင်းအားလုံးပဲမိင်္ဂလာပါသေဆလီဘေဒီနျူပေးကနေပြန်လေကားကြိုဆိုလိုက်ပါရီအခြားသောမိန်းသမီးတွေကခရိုနီတထေးကြီးတွေနဲ့လက်ချက်ပြီးတဲ့အခါပိုင်ဆိုင်တဲ့ရှားတွေကိုစွမ်းကုန်ထုတ်ပြီးတော့ကြွားတဲ့ကြပေမဲ့လေနန်းလိုင်းကတော့ထုတ်ကြွားတဲ့သူမဟုတ်ပါဘူးသူ့ရဲ့မျိုးသားဖြစ်တဲ့ကိုစေးတီဟာကမြန်မာနိုင်ငံမှာချမ်းသာဆုံးတထေးကြီးဦးခင်ရွှေရဲ့သားဖြစ်ပြီးတော့လုပ်ငန်းများစွာကိုလုပ်ကိုင်နေတဲ့သူပါကိုစေးတီဟာက2022ခုနှစ်ကလေးကဖန်ခံလိုက်ရပြီး2025ခုနှစ်အေပီလမှာပြန်လည်လွှမ်းမြောက်လာခဲ့ပါ ါရီလွတ်မြောက်လာပြီးမကြခင်မှာတွင်တမိတွေအတွဲဆောက်လုပ်ထားတဲ့စံရင်ကြီးကိုထုတ်ပြလာခဲ့ပါရီဒီစံရင်ကြီးကိုတော့မြေအကအခြေကြီးပေါ်မှာတိဆောက်ထားတာဖြစ်ပြီးမြန်မာနိုင်ငံကအခြားသောဘေးအိမ်တွေထဲမှာမတူဘဲကြီးကျယ်ခန်းနာနေပါရီတမိတွေနိုင်ငံသားမှာကြောင်းတော်မတက်ခင်မှာနေလို့ရအောင်စံရင်ကြီးကိုအမြန်ပြီးအောင်တိဆောက်နေပါရီစေကဘာဝန်ထဲမှာတိဆောက်ထားတဲ့အိမ်ဖြစ်ပြီးတော့ တန်မုံငွေကတော့တိမ်ပေါင်းတိမ့်ချီပြီးတော့အကုန်ကြမှာဖြစ်ပါရင်ကျေဝန်းနေမြခင်စိန်တွင်ရှောင်းလန်းနေတစ်ပင်တွေပြင်လမ်းလျှောက်ထွက်ဖို့အတွက်တံတားလေးတွေကိုပါထည့်သွင်းပေးထားပါသေးတယ်။အခမ်းအမောင်းများစွာပါဝင်နေဒီအင်ကြီးဟာနင်းတော်ကြီးတစ်ခုလားလို့မှထင်မရလောက်အောင်တိတ်ချတိဆောက်ထားတာဖြစ်ပါရင်မြမအချမ်းသာဆုံးတထေးကြီးရဲ့ဆန်အိမ်ဆိုတဲ့ဂုံလေးညီမအောင်မြင်ရသူတိုင်းကိုရင်သက်ရှူမောလောက်အောင်တိဆောက်ထားတဲ့အင်ကြီးကိုတော့မြင်သူတိုင်းကအားကြနေကြပါရင် ဖခင်တယောက်ရင်မြေတားကြောင့်ဒီရင်ကြီးကိုအမြန်ဆုံးပြီးစီစေချင်နေပြီးတော့ကျောင်းသားမတက်ခင်မှာခန်းသားစွာနေထိုင်သွားစေချင်တာပါ။တမီ၃ယောက်လုံးကျောင်းတက်ပြီးတော့ခဏပြန်လာတဲ့ချိန်တွေမှာလည်း လာရောက်နေထိုင်လို့ရအောင်အမြန်တိဆောက်နေပြီးတော့ကံကောင်းတဲ့သမီးလေးတွေဖြစ်အားကြနေကြပါရင်ချမ်းသာလာပါရည်ဆိုရင်တတိကြီးတွေရဲ့အိမ်ထက်ကြီးမားသလိုတမရရဲ့ဆိုင်ရင်ထက်တာမှပို့ပြီးတော့ခန်းထားတဲ့အိမ်ကြီးဖြစ်နေပါရင်ဒီအိမ်ကိုစောင့်နေတာကြားပြီးဖြစ်ပြီးတော့အခုတော့အချောသက်ပြင်ဆင်တာတွေကိုလှုပ်ဆောင်နေပါပြီ။သမီးတွေကိုမြန်မာနိုင်ငံမှာမိဘတွေကဒီလိုဆိုင်ရင်ကြီးနဲ့ထားနိုင်တဲ့ဒီချမ်းသာတာကိုပြဖို့အတွက်ကိုစီတီဟာကတော့အနည်းငယ်ကြီးကြဲနေပါရင်ကြီးကြဲခန်းထားတဲ့ဆိုင်ရင်ကြီးရဲ့တန်ဖိုးကတော့မနည်းလာပေနဲ့တုံယုံချမ်းသာမှုနဲ့လည်းဒီအိမ်ကြီးမှာနေနိုင်မှာမဟုတ်ပါဘူး။နန္ဒလာရဲ့ သမီးတွေကစေချော်တဲ့ရွယ်ကိုရောက်ပြီးဖြစ်ပြီးတော့မကြခင်မှာတော့နိုင်ငံเจ้าမှာပညာသွားတင်တော့မှာပါအမေဖြစ်သူလို့ရုပ်ရှင်မင်းသမီးလို့ကိုစိတ်ဝင်စားပေမဲ့လေအခြားသောအမှုပညာလို့တွေကိုလည်းထူးချွန်နေကြပါတယ်နန္ဒာနိုင်ရဲ့သမီးကြီးဇေဝဒီလိုင်ကအသက်15နှစ်သားရှိသေးပေမဲ့လေပုံဆွဲတော်လို့သူဆွဲတဲ့ပုံတွေကိုနိုင်ငံเจ้าကနေဒေါ်လာနဲ့ဝယ်ယူနေကြပါတယ်တပုံကိုအနည်းဆုံးဒေါ်လာ90ကနေစတင်ဆွဲပြီးတော့ပုံမောင်းများစွာရောင်းချပြီးသွားပြီဖြစ်ပါတယ်စေချော်တဲ့ရွယ်သမီးကတစ်လကိုဒေါ်လာ1000ချီဝင်ငွေကောင်းနေတာကြောင့်ဖခင်ဖြစ်သူကတော့အရန်ကိုယူနေ ရပါတယ်။ကိုစီတရားဖန်ခင်ရစဉ်တွင်မှသမီးတွေကစားလေးစူးစားသလိုသူတို့ဝါသနာပါတဲ့အရာတွေမှလည်းထူးချွန်အောင်စူးစားနေကြပါတယ်။ဒီလိုလိမ်မာတဲ့သမီးတွေအတွက်ကိုစီတရားဟာတိမ်မောင်းတိမ်းချီတန်နဲ့တန်ကျင်းရှိတဲ့အင်ကြီးကိုတိဆောက်ပေးထားလိုက်တာဖြစ်ပါတယ်။သူတို့မိသားစုရဲ့ကျေးဝါးချမ်းသာမှုကတော့အခြားသောခရိုနီတထေးတွေကိုလိုက်မမီနိုင်လောက်အောင်များပြားနေလို့အားလုံးကအံ့ဩနေကြပါတယ်။တနင်္ဂနွေကချမ်းသာဆုံးတထေးကြီးရဲ့ဆိုင်ရင်ဆိုတဲ့ဂုံပုံးနဲ့ညီ ကြီးကျယ်ခမ်းနားတဲ့အင်ဂျီကိုထုတ်ပြလိုက်တဲ့နနာလိုင်တို့မိသားစုကိုပြိသက်ကြီးတို့ရောအားကျနေပြီလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်နော်ကြီးကျယ်အားပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်